အီရန်ကိုဘုံကျဲတိုက်ခိုက်မည်ဆိုတဲ့ဒေါ်နယ်ထရပ်ပြောဆိုချက်ကိုရုရှားကအပြစ်တင်ကန့်ကွက်။နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့အီရန်အပေါ်ကိုစည်ရည်အရာတိုက်ခိုက်မယ်ဆိုတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ရဲ့ချင်းချောက်ပြောဆိုမှုကိုရှုတ်ချကြောင်းရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ရုရှားမဟာဗျူဟာလည်းနဲ့ညှိနှိုင်းရေးတာဝန်ခံစာကေရာကော့ကအပီလတရဲ့ရုရှားအစိုးရသတင်းဌာနကိုပြောဆိုပါတယ်။ နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့သဘောတူညီချက်အသင့်မလို့ရင်ဘုံကျဲတိုက်ခိုက်မယ်ဆိုတဲ့ Donald Trump ရဲ့ Yes Stand ပေးပြောဆိုမှုဟာလက်ခံနိုင်ဖွယ်ရှိတဲ့ပြောဆိုမှုမဟုတ်ဘူးလို့ Sakira Kok ကဆိုပါတယ်အမေရိကန်အနေနဲ့အီရန်ကိုတကယ်ပဲတိုက်ခိုက်ခဲ့မယ်ဆိုရင်တော့ဒေတာအတွင်မှာကက်ဆိုးကြီးတစ်ခုတက်ရောက်သွားနိုင်တယ်လို့လဲစာကေရာကော့ကပြောပါတယ် အီရန်နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့တည်တည်မှန်ကန်မျှတမဲ့သဘောတူညီချက်တခုရဖို့အတွက်ပူပေါင်းအပြေရှားဖွေရမှာဖြစ်တယ်လို့ရုရှားအနေနဲ့အီရန်နဲ့အမေရိကန်ကြားမှာပြဿနာကိုဖြေရှင်းပေးဖို့အသေးရှိကြောင်းလဲရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးဆာကီရာကော့ကပြောဆိုသွားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။